အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Reader Shop on YouTube Channel လေးနဲ့ Top Pocket Facebook Page လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြမယ်ဝတ္ထုလေးကတော့ဆရာပပယွန်ရေးသားထားတဲ့ Coupon Bloody Mary ဆိုတဲ့ဝတ္ထုလေးကိုကျွန်တော်ဒီနေ့ဖတ်ပြပါမယ်မျောလွင်နေသောဘဝများကိုဝညွခြင်းအောင်ခင်မြင့်ကျွန်တော်ကမြဝတီမှာတာဝန်ကြပြီးတော့ပပယွန်ရဲ့ဝတ္ထုတွေကရွှေပြောင်းလုံသားတွေလုံသမားကတ်အတူတွေရက်လွန်နေတဲ့ passport တွေအိတ်လွမ်းတာတွေ တရားမဝင်အချက်တွေထောင်ထဲဝင်ရတာတွေလောကတွေကနေအစချမရပဲပျောက်သွားတဲ့သူတွေစကြိမ်မြင်မှာအလုံးသားနာကြခြင်းတွေမြို့သိရတဲ့ရမတ်ဆန္ဒတွေဘယ်တော့မှအိမ်ပြန်မရောက်နိုင်တော့တဲ့အဖြစ်တွေစတာတွေ ਨੇ ထိုက်တဲ့တဲ့လောက်ရင်းနေတယ်တနေ့တကြီးမှာအငယ်ရချားမှာအလုတ်သွားလို့ကြတဲ့ရွှေပြောင်းလို့သားတွေဟာကျွန်တော်တို့ခေရဲ့တွေ့ရအများဆုံးဇက်ကောင်တွေပါပဲခုလဲပါပင်ရဲ့ဝတ္ထုတွေကဇက်ချောင်းပြောသူလူငယ်လေးဟာအဲ့ဒီတရားမဝင်အလို့သမားအလုံးကိုကိုစားပြုထားတဲ့ ပုံစံပြောသူပဲပေါ့ဒီနေ့ခေတ်ကဘာမှာအဲ့ဒီလိုအိမ်နေဝေးပြီးမျောလွင့်နေတဲ့သူတွေအများကြီးပါပဲလှုပ်တင်းလို့ခေါ်တဲ့မျောလွင့်ခြင်းဟာဖွံ့ဖြိုးတဲ့နိုင်ငံတွေသာမကတရုတ်ပြည်လိုနိုင်ငံတွေတခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါတွေ့ရတဲ့ global phenomenon တစ်ခုဖြစ်ပါတယ်ပပီယွန်းဝတ္ထုကိုဖတ်တော့ကျွန်တော်အာရုံနဲ့မှာရွှေပြောင်းလိုသားတွေအကြောင်းမျက်ရည်လေးရှိတဲ့တရုတ်ထဲတာကြာကြမ်းခဲ့ရဲ့ရုပ်ရှင်တွေကစစ်လက်တောက်နေတဲ့စွကျဲအင်ဂျင်နီယာလူတွေပြန်ပေါ်လာတယ် ပပင်ရွင့်ဝတ္ထုတွေထဲမှာလည်းအဲ့ဒီလိုဆက်လက်တောက်နေတဲ့မြင်ကွင်းတွေမကြကနာပါနဲ့ပပင်ရွင့်ရဲ့ဇက်ကောင်တွေလိုစက်ယုံတွေလုံခြုံမှုမရှိတဲ့လုပ်ငန်းဝင်တွေထဲမှာလစာနဲ့နေနေပြိမိနေတဲ့လူငယ်တွေလူလက်ပိုင်းတွေဟာနိုင်ငံရဲ့ချားမှာတူနေတယ်သူတို့အတွက်မောပြေစရာကမျက်စိမိတ်ပြီးစီးကရက်တလေးကိုအရှိကြီးဆွဲချလိုက်ဖို့ခက်ခဲတဲ့နှစ်တစ်နှစ်ဒါမှမဟုတ်ခက်ခဲတဲ့ဒီဘဝကြီးတစ်ခုလုံးကိုတခြားထဲနဲ့ပြားတော့အရှိကြီးဖြစ်ပြောင်းလဲသွားအောင် စီးကြက်ကိုအတကုံခြိုက်သွင်းပြလိုက်ဘူးနောက်တစ်ခါကျွန်တော်စိတ်ထဲဆွဲနေတာကအမိုကီယို တောင်ကုန်းလေးပေါ်တက်သွားတဲ့ရွှေပြောင်းလို့သားဗမာလေးနဲ့စင်ကာပူသူတရုတ်မလေးဆိုတဲ့သူတို့တချိန်မှာကွဲခွာသွားမယ်ဆိုတာကိုတော့အတွေ့အကြုံရှိတဲ့ဘဲစာဖတ်သူမဆိုတီပိသားဖြစ်ပါပဲအစိမ့်မီဟာပထမအချက်ကိုပေါက်ပါစေတယ်နောက်တော့အတဲခွဲခြင်းနောက်ဆုံးမှာတော့ဆုံညုံခြင်းပဲပေါ့ဒါဟာအမိမီနဲ့အစိမ့်မီကြတဲ့ကဖြစ်ဖြစ်စဉ်ပတ်သက်မှုပါပဲဒါဟာရိုးအီနေပေမဲ့ နောက်ပါနေစဉ်ရီလက်စင်ပါပဲတောင်ဝန်းတစ်ခုရဲ့အလွန်မှာမိမတယောက်ပြောက်ွယ်သွားတာဟာဘာမှမဟုတ်ရင်လည်းဘာမှမဟုတ်ပေမဲ့ဆွေးမယ်ဆိုလဲတဘွားလုံးဆွေးကြကြည့်ပေါ့ခုနကပြောတဲ့ရီလက်စင်ဆိုတာလေးကိုပါပီယွန်ရဲ့ဝတ္ထုနဲ့ကန့်ညီမှုရှိလို့စက်ပြောပြစီဒီဝတ္ထုတွေကအကြောင်းအရာတွေဟာတကယ်ဖြစ်ခဲ့လို့ဒီဇက်ကောင်တွေဟာတကယ်ဖြစ်လို့ဘာညာပြောလို့ကျွန်တော်တို့ကဒီဝတ္ထုတစ်ပုဒ်ကို ကောင်းလာကြည့်ရဲ့စစ်မှန်လာကြည့်ရဲ့လို့ ပြောစရာအကြောင်းမရှိပါကျွန်တော်တို့ကအနုပညာရှင်စာရေးဆရာရဲ့တည်ဆောက်မှုကိုကြည့်ရမှာပဲဖြစ်တယ်ဥပမာပြောရရင်ဘန်ဂိုးဟာကလထိုင်နှလုံးကိုဘုပ္ပနတ်တရံကိုဆွဲတဲ့နေရာမှာအတမားကကလထိုင်ကိုလှုပ်တယ်လို့အနှုတ်ရှုပ်တမားကဖနှက်ကိုပြုတ်လို့တယ်လို့ဆွဲခဲ့ပုံမျိုးကိုကျွန်တော်တို့က realism လို့ခေါ်ခြင်းဖြစ်တယ်ထူလက်ရမျိုးကိုကျွန်တော်တို့ကအမျက်တနိုးတံမိုးထားခန်းစားကြရတယ်။ပပိယဝတ္ထုထဲမှာလည်းအဲ့ဒီ realism ကို သူစူးစမ်းတိစောက်တာကျွန်တော်သတိထားမိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတကောင်စင်းရဲထဲမှာမမီပေါက်နေပေမဲ့အိမ်မှာမရှိတဲ့သူတွေအများကြီးပဲသူတို့ဟာမလေးမှာစာလုံးမှာအောက်ထုတ်မှာယူရီးယားမှာအမေရိကမှာစသဖြင့်ကမ္ဘာအနှံ့မှာပြန်ကျဲနေကြတယ်အများစုက အလုသွားလုံနေကြတာတချိန်ကဂျူးလူမျိုးတွေကမ္ဘာအနှံ့ပြန်ကျဲသွားတာကိုဒိုင်ယာစပိုယာလို့ခေါ်ခဲ့ကြတယ်ခုလည်းအေရှန်ဒိုင်ယာစပိုယာလို့သတ်မှတ်ကြတဲ့အေရှန်တွေရေကြီးရမျက်နှာရအလုရှာကြောင်းရွှေအခြေချကြတာဟာ ရူးရည်တန်းနေရှိနေတာပဲကျွန်တော်တွေးမိတာကဒီလိုနိုင်ငံရဲ့ရှားမှာအလုသွားလုံနေတဲ့မြန်မာပြည်သူပြည်သားတွေရဲ့မျောလင့်နေတဲ့ဘဝတွေဟာကျွန်တော်တို့နိုင်ငံရဲ့လက်ပြာကိုဘယ်လိုရှောက်လန့်နေမလဲဆိုတာပေါ့ပါပပင်းရဲ့ဝတ္ထုတွေကလို့လူတွေဟာဘာကိုလိုချင်လို့ရည်ရှားမြေချာမှာအလုသွားလုပ်ကြတာလဲဘာလို့သူတို့ဆင်းရဲကြီးစွာရုံးငန်ကြတာလဲသူတို့လိုချင်တာကအများကြီးမဟုတ်ပါဘူးအမြင်ကြီးလည်းမဟုတ်ဘူးဒါပေမဲ့သူတို့လိုချင်တာကိုသူတို့နိုင်ငံကမပေးစွမ်းနိုင်ဘူး သူတို့ခြားဝင်နေတာကတကူတယ်ပို့ကောင်းတဲ့ဘဝချောင်းချက်အီဒန်ဒိုက်တာမချစ်ရဲ့ဘာရန်ဆိုတဲ့ရုပ်ရှင်စကားကိုကြည်တုံးကကျွန်တော်စိတ်ထိခိုက်ခဲ့ရတယ်စကားမဆက်အဲ့ဒီတုန်းကမချစ်ရိုက်တဲ့စကားတွေတကားမှမကြည့်ဘူးသေးဘူးဗျကလစစ်ကဲဂီတာဆရာကိုမြင့်တန်းထွန်းစီကအဲ့ဒီ PCD ကိုရလာတာပဲဒီအီဒန်ဆရာရဲ့ရုပ်ရှင်ကဒိုင်ယန်လို့သိမပါဘူးရဲ့အပြရွေပဲများတယ်ပြောနေတယ်ဆိုပါတော့ ဇလတ်ဇညွန်းကလည်းသူကိုယ်တိုင်ပဲရေးတယ်ဆိုလားအပြောနေတာမှဘလောက်ထိလဲဆိုတော့ကသူ့ဇက်ကောင် lefty ဆိုတဲ့ကောင်လေး ਨੇ ဇလိုက်မှ baron ဆိုတဲ့ကောင်မလေးဟာတကားလုံးတယောက်နဲ့တယောက်ဘာစကားမှကိုကောင်းကောင်းပြောမသွားခဲ့ဘူးဒါပေမဲ့ဇက်သိန်းခန်းမှာကျွန်တော်အသေးခွဲတာပဲ iran director ရဲ့ရိုက်ချက်ပြင်းလွန်းတော့ရုတ်ချင်ကြည့်ပြီး၂ရက်၃ရက်အထိလူကနေရထိုင်ရအဆင်မပြေဘူးစိတ်ထဲစုနေနေအောင်ခံစားရရတယ်ဗော ဒီစကားကိုရုပ်ချင်စကားကောင်းကြိုက်တဲ့သူတွေလည်းအနေနဲ့အများဆိုလို့ခံစားနှစ်သက်ကြပါလိမ့်မယ်။ကျွန်တော်ကနည်းနည်းသွားပို့နေတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ကသူတည်ထားတဲ့စက်အိမ်ပေါ်အီရန်နိုင်ငံဒီဟီရန်မြို့တော်စောက်လုပ်ရေးလုပ်ငန်းဝင်တစ်ခုက အောက်ခြေတင်အလို့သမားတွေရဲ့ lefty ဆိုတဲ့အီရန်ကောင်လေးမဖြစ်ညစ်ကြဲအမှုရှင်းကြီးလို့ lefty ဆိုတဲ့အီရန်ကောင်လေး မပြည့်ညက်တဲ့အမှုချင်းရှိလို့တခြားအလို့သမားတွေနဲ့မတည့်ဘူးသူ့အလို့ကအလို့သမားတွေကိုလက်ဖက်ရည်ဖြိုတိုက်ရတာသူတို့ဆောက်လုပ်ရေးလုပ်ငန်းဝင်တွေကအလို့သမားတွေတော်တော်များများဟာစစ်ဖြစ်လို့ပျက်စီးသွားတဲ့အာဖဂန်နစ္စတန်ကလာတဲ့အာဖဂန်တွေမှတ်ပုံနဲ့မရှိတဲ့ဈေးပေါ်ပေါ်တရားမဝင်အလို့သမားတွေပေါ့အီရန်လာဝကတွေစိုက်ထဲဝင်စီရင်ဥပဒေမဲ့တွေမှုပြေးရနှွားရပုံရတဲ့အနေနဲ့ဒါအဲ့ဒီမှာရမတ်ဆိုတဲ့ပျော့တိပျော့ဖက်အာဖဂန်ချာတိလေးက ခြေထောက်ကျိုးသွားတဲ့သူ့အဖေစာအလုတ်လာဝင်လုပ်တယ်။အဲ့ဒီအာဖဂန်ကောင်လေးကအလုတ်ကျမ်းမလုပ်နိုင်ဘူး။ဖုန်မင်းကအီရန်လက်ဖက်ရည်ဖြော်စရာလက်ပတီနဲ့နေရာချင်းလဲပေးလိုက်တယ်။လက်ပတီကပေါက်ကွဲတာပေါ့။ရမတ်ဆိုတဲ့အာဖဂန်ကောင်က သူ့နေရာလူတယ်ပေါ့။အညှို့ထားတော့တာပဲ။ဘယ်လိုဒုက္ခပေးရမလဲရှောင်းနေတာရဲ့။ရှောင်းနေရင်မတော်တဆဘာသွားတွေ့လဲဆိုတော့ရမတ်ဆိုတဲ့အာဖဂန်ချက်တိတ်ပျော့တိပျော့ပတ်လေးဟာလူအလစ်မှာပွက်ထားတဲ့သပင်အရှိကြီးတွေကို ဖြန့်ချပြီး ဖြီးတင်နေတာကိုဗျ။ရမတ်ကနုနယ်တဲ့မျက်ကွက်လေးနဲ့အာဖကန်ကောင်လေးမဟုတ်ဘူး။တပြေတရွာမှာတမင်းငယ်လွန်လို့လောက်ကြားရောင်ဆောင်ပြီးအလုတ်ကျန်းလာဝင်လုပ်နေတဲ့အာဖကန်မလေးပဲ။နမီအရင်ကဘာရန်မိုးလို့အဓိပ္ပာယ်ရတယ်တဲ့။အီရန်အလုသမားလေးလက်တီဟာအဲ့ဒီရမတ်တပြည့်လဲဘာရန်ဆိုတဲ့အာဖကန်ကောင်မလေးကိုတစ်ဖက်သက်ဆွဲလန်းသွားပြီးသူ့ဘဝပြက်လူနေပါအခြေအနေရောက်တဲ့အထိကူညီဖို့စူးစမ်းတော့တာပဲ။ ဒါမှတော့စက်ကြောင်းအကုန်ပြန်ရေးပြမနေတော့ပါဘူး။ရှင်းချင်းမေတ္တာဆိုတာခင်းကျင်သည့်အနည်းရေးလေးတွေအတူတူကောက်ခဲ့ဘူးတာလည်းဖြစ်နိုင်တာပဲလို့ညွှန်ဆိုပြီးဒီရုပ်ချင်အကြောင်းကျွန်တော်ရေးခဲ့ဘူးသေးတယ်။ဒီရုပ်ချင်ဟာကျွန်တော်ကိုအသေးသက်တယ်ဗျာ။မိမိမွေးရမြေကိုဆွန့်ခွာပြီးအပြေးတရွာမှာတရားမဝင်နေထိုင်ရှင်သန်ရင်ဘဝကြောင်းရတဲ့အခါပေါ့။အဲ့ဒီဇက်အင်ကြီးကဆိုးရလွန်းနေသူတပြင်းစက်ကွက်တစ်ခုမှာဗျာ။ဆက်လို့ရေလုံငန်းဝင်နေ ရဲတွေဝင်ဖမ်းတဲ့အခါအာဖဂန်ကောင်မလေးကရှာကနေလက်အပြေးရဲတွေကလိုက်မိလူမိခင်မှာကျွန်တော်တို့ဇက်လိုက်ကြောင်းအီရန်ကောင်လေးကနောက်ကလိုက်လာပြီးရဲတွေကိုဝင်လုံးပြီးနှောက်ချက်တယ်။အာဖဂန်မလေးလွတ်ထွက်သွားတယ်။အီရန်ရှာတိတ်လေးကိုရဲတွေကဝိုင်းရိုက်တယ်။အဲ့ဒီဇက်ကွက်ကြီးဟာကျွန်တော်ကိုစိတ်ထိခိုက်စေခဲ့တယ်။အဲ့ဒီဇက်ကွက်ကြီးဟာကျွန်တော်ကိုစိတ်ထိခိုက်စေတယ်။အဲ့ဒါနဲ့ခက်ဆင်ဆင်တူတဲ့ဇက်ကွက်တွေဟာကျွန်တော်ဘဝမှာတစ်ခါကမျက်မြင်ကိုယ်တွေကို ခုဒီဝတ္ထုကိုကျွန်တော်ရေးပါတယ်။ဝန်ခံချင်တာကဒီထဲကစက်ကောင်တွေဟာနမည်တချို့ပြောင်းထားတချို့ကတော့မပြောင်းထားပေမယ့်အပြင်လောကမှာတကယ်ရှိခဲ့ပါတယ်။ narrator ကျွန်တော်ဆိုသူကကျွန်တော်ဆိုတဲ့ရှုထောင့်ကနေပဲစက်ကြောင်ပြောသွားပေမယ့်သူတို့ဘဝအကြောင်းတွေ သူတို့ပြောပြတာကပိုပြီးပြည့်စုံမှာပါ။ဒါပေမဲ့စက်ကောင်တွေဟာစာတရံပေတစ်ဖွဲလုံနိုင်ကြတဲ့လူတွေမဟုတ်ခဲ့ပါဘူး။သမင်းငတ်တာဟာချက်စရာလို့ယူဆနေတဲ့လူမှုပတ်ဝန်းကျင်မှာ သူတို့ဘဝမှာဘာတွေဖြစ်ခဲ့ကြုံခဲ့ရတယ်ဆိုတာကိုတော့ထုတ်ဖို့ပြောပြဖို့မလွယ်ကူပါဘူးတသက်လုံးတည်တည်အထိဘဝတရားတွေကိုရင်ပတ်ထဲတိတ်တိတ်ကလေးတင်းဆဲထားရဖို့ပုံများပါတယ်ဆရာမြတ်တက်နဲ့ရေးဘူးတယ်ထင်တယ်လူတယောက်ဟာတဘဝထဲမှာပဲအဘယ်သမားဆရာဝန်နှက်ခတ်သမားအင်ဂျင်နီယာအစရှိရာတွေဂိုင်းတူလုပ်လို့မရဘူးအဲ့ဒါကြောင့်ကျွန်တော်တို့စားဖက်ကြတယ်တဲ့လူတယောက်ဟာကိုမကြုံနိုင်တဲ့ခြားသောသူတွေရဲ့ဘဝတွေကို ရှောင်မြောင်ကြည့်ချူဖို့ရာတခြားဘဝတွေအကြောင်းသင်ယူဖို့ရာကျွန်တော်တို့စားဖက်ကြပါတယ်အခုကျွန်တော်ဟာစားဖက်သူအများစုနဲ့မနည်းဆက်နိုင်တော့တဲ့တခါကဘဝတွေအကြောင်းပြောပြဖို့စူးစမ်းထားတယ်ဖက်တဲ့လူတွေကိုအာအသိပညာမှမပေးလို့ဘူးဘယ်သူ့ကိုမှလည်းညံလင်းပွင့်ပါစေဆိုတဲ့ရွေးချက်မပါပါဘူးတက်နိုင်တဲ့လောက်လိုတိုရှင်းစက်ကြောင်းပြန်ပြထားတယ်ငါသိတဲ့အကြောင်းအရာတွေကိုပဲငါချရည်မယ်လို့ ဟေမင်ဝေးပြောခဲ့ဘူးသလိုပဲကျွန်တော်သိခဲ့တဲ့ဘဝအတွေ့အကြုံကျွန်တော်ရိုးရိုးသားသားပြောပြဖို့ကြိုးစားရပါတယ်ဒီဝတ္ထုကိုမတော်တဆဖတ်မိတဲ့ကျွန်တော်ရဲဘော်ဟောင်းတွေကိုပြောချင်တာကဟုတ်ပါတယ်ဒီစာကိုရေးတဲ့ပပီယွန်းဆိုတာနိုင်ငံရဲ့ရှားမှာအများတို့တချိန်ကသိခဲ့တဲ့ဇပင်ရှိရှိမိုက်တီမိုက်ကန်ကောင်းလေးပါပဲကျွန်တော်မတည်သေးပါဘူးဒါပေမဲ့ဒါမဆက်သွယ်ကြပါနဲ့အစ်စ်အချောင်းတွေပြန်ပြောင်းပြောပြီးအနာဖေးတွေကိုကုတ်ချစ်ဖို့ ကျွန်တော်စိတ်မဝင်စားတော့ဘူး။ဆရာတော်သားဆွေဟာအဖိုးကြီးဘွားနဲ့ကတာမျိုးကို ပြန်ရောက်တော့စင်ပေါ်ကနေမိုက်ခရိုဖုန်းနဲ့အော်ခဲ့ခဲ့တယ်။မတူရဲ့ငါ့ကိုဖက်လွတ်တယ်ဆိုရင်ဒါတွေ့ပါလားကွယ်တဲ့။ကျွန်တော်က36နှစ်လုံးလုံးရင်ဘတ်ထဲမှာအန်ကျိပြီးအော်ဟင်နေခဲ့တယ်။မေဒီလင်းရဲ့ငါပြန်မလာနိုင်ခဲ့ဘူးကွာလို့ပပီယွန်16ဒီဇင်ဘာ2019 ဆာရာရီဘိုနေရမြန်ကျွန်တော်လက်ထက်ကဒေါ်လာ3500ဟာတဖြည်းဖြည်းညော့ညော့လာတယ်ဒီပိုက်ဆံလေးဟာမိုးပေါ်ကကျလာတာဘယ်ကမှမသိတဲ့ကျွန်တော်ဘာကြီးဆိုတဲ့လူကအမေရိကကနေဆိုလာလှမ်းပို့လာတာဒိဋ္ဌိတုံရင်ပလှရလာလိုက်တာဒါကုံရင်ဖြာပုံပြန်မယ်ဆိုတဲ့အခြေအနေကိုတဖြည်းဖြည်းစိုက်တော့မယ်ပတ်စပို့စာအုပ်ကလည်းခဏခဏတက်တိုင်းတွေ့ရလွန်းလို့ဝဲစားကနေတင်ယူရင်လာပြီအဲ့ဒီခေတ်ကပတ်စပို့လက်ထဲကင်ထားပြီး၆လအတွင်း ဘဲမှမသွားဖြစ်ရင်တက်တန်းပြန်လို့ရတဲ့ခေတစ်နှစ်ပြည့်ပြီးရင်ပြန်အပ်ပြီးအဆအဆုံးပြန်လို့ရပြန်ရောဘာလန်မွတ်စလင်စည်းရုံရှိကပလက်ဖောင်းပေါ်မှာဖွင့်ထားတဲ့လက်ဖေးဆိုင်ကလေးမှာဘဝတူလူငယ်တွေနဲ့လက်ဖေးရတော့စမှုသာတို့သာတနေ့ကုန်အချိန်ထိုင်ပြီးဘယ်နိုင်ငံခြားအလုပ်ကင်ချပွေးရေးအေဂျင်စီကဘာအလုပ်ခေါ်မလဲစနီနာမိုးရှုပ်ရင်မြို့တော်ခမဘေးက၄၅ပတ်စကားစီးပြီးတမိုင်းဘက်ကတိုက်ခန်းကိုပြန် နေတတူဝဒါရှိပဲရန်ကုန်မြို့ကြီးဟာမြို့ပြက်ကြီးလိုပဲဘော့စနီးယားဟာဇီဂိုဗီနာပြည်တွင်းဆက်အတွင်ကတောင်းလုံးမောင်းကျနေတဲ့ဇာလတာ၏နေ့စဉ်မတန်တဲ့ကဆာရာရီဘိုမြို့ကြီးလိုပြိုကျမွေးရှောင်ဆုတ်ပြတ်တက်နေတာရင်ဗစကားဆုတ်တွေစိုက်ကားတွေမကြကနလူတိုက်တက်တဲ့ဒိုင်နာကားတွေဗစကားမှတ်တိုင်မှာရုံးဝနေအောင်ဆောင်ပြီးမတက်ရက်နေတဲ့ပြည်တစားမတွေမိုက်တွေနဲ့ပြည့်နှံ့နေတယ်အဲ့ဒီမြို့ပြကြီးထဲမှာယူမိုးရဲ့ veterans may လို့ပဲဆိုတဲ့လူသိမ့်မသိတဲ့ဗမာသင်းတဲ့ပုဂ္ဂိုလ်ကျွန်တော်တို့အော်ဆိုနေကြကြတယ်။တင်းချိုင်းမြေတလင်းတစ်ခုမှာတရောထုံးနေတဲ့တူဦးရဲ့စာရာရီဘုံမြို့ပေါ်မှာမျက်ရည်တွေစည်းစင်းကနေကျွန်တော်တို့လူငယ်တွေမှာအနာဂတ်မရှိဘူးခက်တာကဒီတိုင်းမြေကထွက်ပြေးသွားဖို့ကလည်းချင်းတဲ့လောက်မလွယ်ကူပြန်ဘူးနိုင်ငံခြားသွားဖို့အရေးပို့ပြေးတည်ပြေးလုပ်ရလွန်းလို့စစ်တပ်ကကြဆာပြူလာပြီအေဂျင်စီဆိုတဲ့ဟာတွေကလည်းအလိန်ညာတွေကြီးခမများများရင် လေကြီးမိုးကြီးတွေလျှောက်ပြောမယ်စစ်စစ်ခိုင်းမယ်မနှက်ပြန်တပတ်ခါဆိုသလိုတွေသွားရမလို့ပြောမယ် passport စာအုပ်တွေကိုအပေါင်းသဘောမျိုးတင်ထားမယ်လာပေါင်းများစွာကြာလာလို့ဘာမှထူးခြားမလာဘူးအဲ့ဒါကိုတိမကန်နိုင်မယ် passport ပြန်သွားတောင်းတဲ့အခါဘာမှမဆိုင်မယ်ပတ်စံ၅တောင်းပေးရမယ်တွေထားလို့ပြန်ရောအကုန်လူလိန်တွေကြည့်ပဲခက်တာကအဲ့ဒီခင်မှာ internet တွေ email တွေမရှိဘူးနိုင်ငံသားဆိုတာကလည်းဘယ်နာနေမှန်းတော့မသိဘူး overseas ဖုန်းတော့ ခေါ်ရခတ်တဲ့ခေတ်ဆိုတော့ကဘယ်နာကအလုပ်ကိုဘယ်လိုလှမ်းလျှောက်ရမှာလဲတနေ့ဖြစ်လာနုံနုံနဲ့အေဂျင်စီတွေနဲ့မကင်းမဲမနေနိုင်မြန်ဘူးနောက်ဆုံးဘာလန်ကပလက်ဖောင်းလပိဆိုင်လေးမှာနှစ်ပေါက်အောင်ထိုင်ခဲ့ရပြီး36လမ်းတဲကလိန်မာတယ်လို့နမည်ကြီးရဲ့အေဂျင်စီတစ်ခုကလှမ်းပြောလာတယ်အင်းစိန်မီယထားစကောင်းဆက်ယုံမှာဝရင်ဆိုတဲ့ training နှစ်ပတ်သွားတက်ပါအဲ့ဒါပြီးရင်ငငယ်ရမှာဝရင်သွားဆော်ရမယ်တဲ့ကိုလိုချင်တဲ့အလုပ်နဲ့ဘာမှမဆိုင်တော့ညာ ဘာလန်လပိဆိုင်လေးတဲကနေအာရဝန်တာနဲ့အတူတူထိုင်ပေါ်ထိုင်ဘက်အတချို့နဲ့အတူအင်းစိန်ကိုပြေးတော့တာပါပဲကိုစောကြီးကိုဖြူအသေးလေးနဲ့ကျွန်တော်ပေါ့ပန်းခင်းတဲ့လမ်းကြီးစတော့မယ်လို့ထင်နေကြတဲ့အဲ့ဒီအုပ်စုလေးဟာရန်ကုန်ဘူတာကြီးကနေမြို့ပရထားတက်စီတယ်ပြီးအင်းစိန်မြေထားစကောင်းစေုံကိုလစ်သွားခဲ့ကြတယ်ဒီပီဆိုကိုဒီမှာရိုက်လိုက်ပါမယ်နောက်တစ်ပိုက်ကိုကျွန်တော်နောက်ပီဆိုမှာထပ်ပြီးတော့မှဖပြပေးပါမယ်ခင်ဗျာ